စနေရနေ့ညမှာရှင်မြန်ကစားကြမယ်ဟာလင်းအောင်နဲ့ချစ်ပြီးချစ်တို့ရဲ့ပွဲကျူ၃တစ်ချက်ဗီဒီယိုလေးပဲဖြစ်ပါတယ်မင်္ဂလာပါ Face Bar Mic ကနေကြိုဆိုပါတယ်ကျွန်တော်တို့အောက်ချင်းလေးကစနေရနေ့မှာပွဲကျင်းတဲ့ပွဲထိုးတက်ရမှာဖြစ်ပါတယ်တစ်ဖက်ကပြိုင်ဘက်ကစားသမားကဝမ်ချမ်ပီယံရှစ်မှာစုစုပေါင်း9ပွဲထိထိုးသက်ထားတဲ့ကစားသမားလေးပဲဖြစ်ပါတယ်သူကအသွေးကြောင်ကောင်းကောင်းနေရှိပြီးတော့မွေထိုင်းမှာလည်းနီးစနစ်ပိုင်းမှာတော်တော်လေးကိုအားကောင်းတဲ့ကစားသမားလို့ပြောလို့ရတယ်ဝမ်ချမ်ပီယံရှစ်ရဲ့စုစုပေါင်းထိုးပွဲ9ပွဲမှာ ငါးပွဲကိုနိုင်ပြီးတော့နှစ်ပွဲကိုရှုံးနေထားတဲ့ကစားသမားလည်းဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အောက်ချင်းလေးရဲ့ record တွေကတော့နှစ်ပွဲကစားထားရမှာတပွဲကိုနိုင်တပွဲရှုံးဖြစ်ပါတယ်။သူကစားခဲ့တဲ့နှစ်ပွဲလုံးမှာဆိုလို့ရှိရင် Japan Fighter တွေနဲ့ G ပဲတွေ့ခဲ့တာဖြစ်ပါတယ်။ပထမဦးဆုံး Japan Fighter နဲ့တွေ့ခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်အောက်ချင်းလေးကအလဲထုံနဲ့ရှုံးနေခဲ့ရလည်းပဲဖြစ်ပါတယ်။ Japan Fighter ရဲ့အမြင့်ကန်ချက်နဲ့အတူနောက်ဆုံးအချီမှအရှုံးပေးခဲ့ရလည်းပဲဖြစ်ပါတယ်။ နောက်ဆုံးပွဲစဉ်အနေနဲ့ Japan Fighter Tar နဲ့စုနဲ့တွဲခဲ့တဲ့ပွဲမှာတော့ထိုင်းအဆုံးအဖြတ်နဲ့အပြတ်သက်အနိုင်ရရှိခဲ့တာလည်းပဲဖြစ်ပါတယ်။တစ်ဖက်က Chibi Chi ရဲ့ record တွေကိုတွက်ကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့အနိုင်၅ပွဲမှာတပွဲကအလဲထိုးဖြစ်ပါတယ်။အဲ့ဒီအလဲထိုးတပွဲကလည်းတော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ်။သူ့အနေနဲ့အမှတ်စဉ်အတခါချီတွက်ခံရပြီးတော့ပြန်လဲထဖို့ကြိုးစားခဲ့ပါသေးတယ်။တကယ်တမ်းလည်းပြန်လဲထနိုင်ခဲ့ပါတယ်။ သူ့ရဲ့မာကုံကလည်းတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်။တစ်ဖက်ကမူးနေတဲ့အချိန်မှာတော့မှသူ့အနေနဲ့ recover ပြန်လုပ်နိုင်တဲ့အနေထားကတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ပြိုင်ပွဲဖြစ်တဲ့ထိုင်းနိုင်ငံသားချီပီချစ်ကိုတွားကြည့်မယ်ဆိုလို့ရှိရင်သူ့အနေနဲ့မာကုံကောင်းတယ်လို့ပြောလို့ရပါတယ်။ပြီးတော့ဟာလင်းအောင်အနေနဲ့ထိုင်းနိုင်ငံသားနဲ့ပထမအဦးဆုံးမွေထိုင်းပွဲစဉ်ကစားရမယ့်ပြိုင်ပွဲလေးပဲဖြစ်ပါတယ်။ ဒီကစားသမားနှစ်ယောက်ကိုရှေ့ကြည့်မယ်ဆိုလို့ရှင်ရင်ချစ်ပြီးချစ်ကကျွန်တော်တို့မြန်မာကစားသမားထက်ကိုပိုပြီးတော့အလုံးထဲပိုပြီးတော့တောက်နေတာကိုတွေ့ရမှာလည်းပဲဖြစ်ပါတယ် physical ဘိုင်းဆိုင်ရာမှာချစ်ပြီးချစ်အနေနဲ့အတိုင်းအတာတစ်ခုလောက်ထိကိုဟာလင်းအောင်ထက်ကိုတားတယ်လို့ပြောလို့ရတယ်နောက်ပြီးတော့သူတို့နှစ်ယောက်ရဲ့အရက်အမြင့်ကိုတွားချိမယ်ဆိုလို့ရှင်ရင်ချစ်ပြီးချစ်က၅ဘေ၃လမှာဟာလင်းအောင်က၅ဘေ၄လမှာရှိတဲ့အတွက်ကြောင့်မလို့တလက်မလောက်တားတယ်ဆိုပေမဲ့အဲ့ဒီတလက်မလောက်ကဘာမှပြောပါလောက်တဲ့အနေထားတော့မဟုတ်ဘူး ပွဲတစ်ပွဲလုံးကိုပြောင်းလဲသွားနိုင်လောက်တဲ့အနေထားတော့မရှိဘူးခင်ဗျ။နောက်ပြီးတော့ကျွန်တော်တို့အောက်ချင်းလေးရဲ့လေးချင်းမှုပိုင်းကိုပြန်လဲသွားကြည့်မယ်ဆိုလို့ရှင်ရဲ့သူ့ရဲ့ပွဲဥထောက်မှာဆိုလို့ရှင်ရဲ့သူကလေးချင်းချင်းအရန်ကြီးမရခဲ့တာကြောင့်ရှုံးနေခဲ့ရတယ်ပဲဖြစ်ပါတယ်။ဒါပေမဲ့ကိုပြိုးဝေရဲ့ကလပ်မှာသူကအကောင်းဆုံးလေးချင်းနေတဲ့အတွက်ကြောင့်မလို့နောက်ပိုင်းမှာရလက်ကောင်းလေးရရှိလာတာလည်းပဲဖြစ်ပါတယ်။ နောက်ဆုံးထိုးသက်ခဲ့တဲ့တန်နက်ဆုနဲ့ပွဲကိုပြန်လည်ကြည့်မယ်ဆိုလို့ရှိရင်ရေတုအနေနဲ့၄ချင်းချင်းရခဲ့တဲ့အတွက်အကောင်းဆုံးလုပြနိုင်ခဲ့တာကိုတွေ့မြင်ရမှာလည်းပဲဖြစ်ပါတယ်။မနက်ဖြန်မှာရှင်ပဲကစားပဲပြိုင်ပွဲအတွက်အောက်ချင်းလေးအနေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံကကစားသမားတွေစီးကိန်းအတွက်ပြင်ဆင်နေကြချိန်မှာအောက်ချင်းလေးအနေနဲ့မြန်မာနိုင်ငံကိုမပြန်ဘဲနဲ့ထိုင်းနိုင်ငံမှာသာမွေထိုင်းကိုဆက်လက်လေ့ကျင့်နေတာကိုတွေ့မြင်ရမှာလည်းပဲဖြစ်ပါတယ်။သူ့အနေနဲ့ဒီပွဲအတွက်လေ့ကျင့်ချိန်လုံးလုံးလောက်ရရှိရလို့ပြောလို့ရပါတယ်။ နောက်ပြီးတော့ဒီကစားသမား၂ယောက်ရဲ့ကစားဟန်ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဟာလင်းအောင်ရဲ့ဘွေဆိုင်ကစားပုံကိုပို့ပြီးတော့နှစ်သက်မိပါတယ်။ဟာလင်းအောင်ရဲ့တရောင်ရိုက်ချက်တွေကချစ်ပီချစ်တက်ကိုပို့ပြီးတော့များတာတွေ့ရမှာဖြစ်ပါတယ်။ဟာလင်းအောင်ရဲ့ကစားဟန်ကပြိုင်ပွဲအတွင်းမှာတော်တော်လေးကိုပပနဲ့နဲ့ရှိရလို့ပြောလို့ရတယ်။သူ့အနေနဲ့သတိတာမလွတ်သွားဘူးဆိုလို့ရှိရင်ဒီပွဲစဉ်မှာလည်းအကောင်းဆုံးထိန်းချုပ်ပြီးတော့ကစားနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။ ပြီးတော့နီးပညာပိုင်းမှာဆိုလို့ရှိရင်ဟာလင်းအောင်ကအတိုင်းသာတစ်ခုတော့ ठी ကိုပို့ပြီးတော့အရင်ကထပ်ပို့ပြီးကောင်းလာပါတယ်ကျွန်တော်တို့ရဲ့ပြိုင်မဲ့ကစားသမားဖြစ်တဲ့ Chippy Chick ကိုတွားကြည့်မှာဆိုလို့ရှိရင်သူ့အနေနဲ့သူ့ကစားတဲ့ပုံစံကတက်လွန်ကောင်းတယ်ပောက်ကွဲအပြင်းပြီးတော့ပြိုင်ဘက်ကို pressure ပေးပြီးတော့တိုက်စစ်ဆင်တဲ့ပုံစံမျိုးကိုမြင်သွေးရမှာလည်းဖြစ်ပါတယ် ဒီကသတ္တမကယန်းကြီးလောတတ်တဲ့ကသတ္တမလို့ပြောလို့ရတယ်။သူ့အနေနဲ့အဲ့လိုလောနေတဲ့အချိန်မှာအမားရဲ့အမကြီးလှုပ်သက်တာကိုတွေးမြင်ရမှာလည်းဖြစ်ပါတယ်။သူနိုင်ရရှိခဲ့တဲ့တပွဲမာတော်မှာသူ့အနေနဲ့လောွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အမှတ်စဉ်တစ်ခါချင်းတွက်ခံထားရတာလည်းပဲဖြစ်ပါတယ်။ဒီအချက်ကကျွန်တော်တို့မြန်မာကသတ္တမအတွက်ကိုအများကြီးအားသာစေလိုက်မယ်လို့ထင်မိပါတယ်။ဘာကြောင့်လဲဆိုတော့ဟာလေးအောင်ရဲ့ကစားကွက်ကယန်းကြီးမလောဘူးသူ့အနေနဲ့ဘာပြင်းဘာလောက်ကမလဲဆိုတာကိုသိချာသိရတယ်။ ချစ်ပြီးချစ်ရဲ့လောရတဲ့ပုံမှန်မူတည်ပြီးတော့ဟာလင်းအောင်အနေနဲ့တံပြန်တိုက်ဆစ်ဆင်နိုင်မယ်ဆိုလို့ရှိရင်ဒီပွဲကဟာလင်းအောင်အတွက်အသာစီးရနိုင်ခြင်းများပါတယ်။ဒီပွဲစဉ်ကဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာဖိုက်တာအတွက်ပထမအဦးဆုံးထိုင်းနိုင်ငံသားနဲ့မွေထိုင်းကစားရမယ့်ပွဲလည်းပဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲဒီပွဲစဉ်မှာအမှတ်ပေးနေဆိုလို့ရှိရင်ဟာလင်းအောင်ကမလွယ်ဘူးဒီကြားတဲ့အတွင်းမှာဟာလင်းအောင်နေတဲ့တစ်ဖက်ကချစ်ပြီးချစ်ကိုအမှတ်စဉ်ကြည့်တွက်ခံရအောင်ပြုလုပ်နိုင်လို့ရှိရင်တော့နိုင်ကောင်းနိုင်လိုက်မယ်ဒါမှမဟုတ်ပဲနဲ့သူတင်ကိုတင်ကြီးပဲထိုးဖို့ဆိုလို့ရှိရင်တော့အမှတ်နဲ့ဆိုလို့ရှိရင်ဟာလင်းအောင်ရှုံးဖို့ရာခိုင်နှုန်းတော်တော်လေးကိုများပါတယ် ျွန်တော်တို့အတွက်ရွေးချယ်စရာရှိတာကအလဲထိုးရင်ထိုးမထိုးလို့ရှင်ရင်ပြိုင်ပွဲအတွင်းမှာတစ်ဖက်ကပြိုင်မဲ့ကစားသမားကိုအမှတ်စဉ်ရှည်သွက်ခံရအောင်ပြုလုပ်နိုင်မှာအနိုင်ရရှိဖို့အခွင့်အလမ်းများမှာလည်းပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှင်ရင်ကျွန်တော်အနေနဲ့ဟာလင်းအောင်ကိုပို့ပြီးတော့ကြိုက်မိပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှင်ရင်ချီပီချီရဲ့ကစားဟန်ကသူကရန်ဒေါ်တတ်တဲ့ထဲပါတယ်သူအနေနဲ့အဲ့လိုလောတဲ့အတွက်ကြောင့်မလို့အမှားတွေလုံးဝကြီးတော်တော်လေးကိုများပါတယ် ဟာလင်းအောင်ကပါနနဲ့ကစားသမားဖြစ်တာကြောင့်မလို့သူ့အနေနဲ့ဒီချစ်ပီချစ်ကိုအကောင်းဆုံးထိန်းချုပ်နိုင်မယ်ဆိုတာယုံကြည်တယ်။ပြိုင်ပွဲအတွင်းမှာဟာလင်းအောင်အနေနဲ့ချစ်ပီရှင်းနဲ့ပြိုင်ထိုးမယ်ဆိုလို့ရှိရင်တော့ရှုံးဖို့ရခိုင်လို့များတယ်။ဘာကြောင့်လဲဆိုတော့အတိုင်းတတစ်ခုထိချစ်ပီချစ်ကမာကိုမြင့်တာကြောင့်မဖြစ်ပါတယ်။တကယ်လို့သာဟာလင်းအောင်အနေနဲ့ပြိုင်ပွဲကစားသမားရဲ့လောရကိုစောင့်ပြီးတော့ကောင်းတာကစားနိုင်မယ်ဆိုလို့ရှိရင်ဒီပွဲမှာအသာစီးရနိုင်ရည်တော်တော်လေးကိုများပါတယ်။ ဒီပွဲစဉ်မှာအသက်နိုင်ဆုံးဟာလင်းအောင်အနေနဲ့ကောင်တာဆုံးလို့ရှိရင်နိုင်နိုင်ချေများပါတယ်ပြီးတော့သူတို့နှစ်ယောက်ရဲ့ကစားမှုကိုကြည့်မယ်ဆိုလို့ရှိရင်ဟာလင်းအောင်ကတော့ကပ်ပူပြီးတော့ဆုံနေတာတွေ့ရမှာဖြစ်ပါတယ်တရောင်ရိုက်ချက်တွေခြေကန်ချက်တွေကဟာလင်းအောင်ကတိတတချိပိချက်တက်ကိုပူပြီးတော့များပါတယ်ဒါကြောင့်ဒီပွဲစဉ်မှာဆိုလို့ရှိရင်ကစားဟန်အသာသီးနဲ့ဟာလင်းအောင်ကအနိုင်ရရှိဖို့များပါတယ်ဒါပေမဲ့ရှင်ထိုးဖို့ရွေးချယ်ခဲ့လို့ရှိရင်တော့ဟာလင်းအောင်ရှုံးဖို့ကရာခိုင်နှုန်းပိုများပါလိမ့်မယ် တဖက်ကပြိုင်မဲ့ရဲ့လောရာကိုစောင့်ပြီးတော့ကစားမယ်ဆိုလို့ရှိရင်တော့ဒီပွဲကဟာလင်းအောင်အတွက်အနိုင်ရရှိဖို့တရားတလောက်ရှိပါတယ်။ဒါကြောင့်မို့ဒီပွဲစဉ်မှာအာသာဂျန်နဲ့ဟာလင်းအောင်ကအနိုင်ရရှိလိမ့်မယ်လို့တော့မြင်မိပါတယ်။မင်္ဂလာပါ။ကျွန်တော်ရဲ့ channel လေးကတော့ fight cut တွေ fight analysis တွေနဲ့ပွဲကြုံ comment တွေပြုလုပ်ပေးတဲ့ channel လေးပဲဖြစ်ပါတယ်။ဒါကြောင့်မို့ like share subscribe လေးနေပြီးတော့အားပေးကြလို့ရပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။